အားလုံးပဲမင်္ဂလာပါတူရီဝင်းနာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်30/6လ2025နေပြီးတော့4/8လ2025အထိတပတ်စာနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေချင်းတွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်တနေ့နေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3ည4ကိုကီးနှစ်ခွန်ချင်းဖြစ်ပါတယ်တနေ့နေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3ည4ကိုကီးနှစ်ခွန်ချင်းဖြစ်ပါတယ်ဗျ အင်္ဂါနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3938ကီ16ချင်းဖြစ်ပါတယ်။3938ကီ16ချင်းဖြစ်ပါတယ်ဗျ။ဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့2958ကီ38ချင်းဖြစ်ပါတယ်။2958ကီ38ချင်းဖြစ်ပါတယ်ဗျ။ကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3958ကီ၄ကိုအချင်းဖြစ်ပါတယ်။၃ည၅၈ကီ၄ကိုအချင်းဖြစ်ပါတယ်ဗျ။တောက်ကြနေနောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့၁နှစ်၃ကီ၂ခွန်အချင်းဖြစ်ပါတယ်။တောက်ကြနေနောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့၁နှစ်၃ကီ၂ခွန်အချင်း ဖြစ်ပါတယ်ဗျဒါတွေကတော့တပတ်စာအတွက်နေတိုင်းနေကုန်ကီးတွေအချင်းတွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တင်တဲ့စိတ်ကြိုက်ပတိလေးလုံးကိုလည်းပြောပြပေးခြင်းပါတယ်အဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့လိုက်တင်တဲ့ပတိလေးလုံးကတော့2493ညဆိုပြီးတော့ရွေးထုတ်ပေးထားပါတယ်2493ညဖြစ်ပါတယ်ဗျဘုံတို့မကျော်ဘရိတ်သုံးလုံးလည်းပြောပြပေးခြင်းပါတယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဘုံတို့မကျော်ဘရိတ်သုံးလုံးကတော့368ဘရိတ်ဖြစ်ပါတယ်368ဘရိတ်ဖြစ်ပါတယ်ဗျဘုံတို့မကျော် ငါလုံးအခွေကိုလည်းဆက်ပြီးတော့ပြောပြပေးကြပါရဗျာဒီတစ်ပတ်အတွက်ရွေးထုတ်ထားတဲ့ဗိုလ်သူမှုကျော်ငါလုံးအခွေကတော့2 3ည1 3ဆိုပြီးတော့ငါလုံးရွေးထုတ်ပေးထားပါတယ်2 3ည1 3အခွေဖြစ်ပါတယ်ဗျာဒီပတ်စာအကြိုက်ဆုံးအတွက်ကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးကြပါရဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့အကြိုက်ဆုံးအတွက်တော့အပူပါဝါရွဲဖြစ်ပါတယ်အပူပါဝါရွဲကိုပဲဆက်ပြီးတော့ကျွန်တော်ရွေးထုတ်ပေးထားပါတယ်ဗျာဒီတစ်ပတ်အတွက်မထွက်မရှိပက်တီနဲ့ဘရိတ်ကတော့တစ်ပက်တီနဲ့တစ်ဘရိတ်ဖြစ်ပါတယ်တစ်ပက်တီနဲ့တစ်ဘရိတ်ဖြစ်ပါတယ်ဗျာ တနေ့ကနေနေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့နှစ်ခွန်လုံးပိုင်းဖြစ်ပါတယ်နှစ်ခွန်လုံးပိုင်းဖြစ်ပါတယ်ဗျတနေ့ကနေနေကုန်မထိမပေါက်ကီးသုံးတော့ခွန်၈၉ကီးဖြစ်ပါတယ်ခွန်၈၉ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာနှစ်ချုပ်ကနန်းအနေနဲ့လည်းအဆင်ပြေကြပါစေမြတ်စွာဘုရားရရှိကြပါစေအောင်မိုးတွေလည်းရကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများကြီးတင်ပါတယ်ခွန်ရဲ့သားသမီးများအပူတွေရှိလို့ရှင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်